လူငယ်တွေမှာရုပ်ပြက်သေးဆုံးနိုင်တဲ့အကြောင်းရင်းခုနှစ်ချက်ကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ Muddy Flow ကဒေါက်တာဇင်ညီညီပဲဖြစ်ပါတယ်။အပြင်ပန်းကြည့်ရင်ကျန်းမာသွန်ဆွမ်းပုံရတဲ့လူငယ်တွေမှာတော့မမျော်လင့်ပဲရုပ်တရက်သေဆုံးသွားနိုင်တဲ့အခြေအနေတွေရှိပါတယ်။ဒီအများဆုံးအကြောင်းရင်းတွေကတော့နံပါတ်1 Hypertrophic Cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားထူယောဂါပဲဖြစ်ပါတယ်။ သူကမျိုးရိုးလိုက်တတ်တယ်နှလုံးကြသားတွေထူထဲလာတာကြောင့်သွေးငင်အားကိုထိခိုက်စေပါတယ်အားကစားသမားလူငယ်တွေမှာရုတ်တရက်သေဆုံးရတဲ့အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်နမနစ်ကတော့အရစ်သမီးယားလို့ခေါ်တယ်နှလုံးခုန်လုံးမမှန်တဲ့ယောဂါတွေကြောင့်ဖြစ်ပါတယ်ဒေါင်းကျူတီဆင်ဒရုံးဘရူဂါရာဆင်ဒရုံးလို့လို့နှလုံးလျှက်စစ်စနစ်ချိုးရင်းချက်ကြောင့်နှလုံးခုန်လုံးအယမ်းမြန်တာဒါမှမဟုတ် နှလုံးခုန်လုံးမမှန်တာတွေကြောင့်နှလုံးကျက်သွားနိုင်ပါတယ်။နံပါတ်3အချက်ကတော့ myocarditis လို့ခေါ်တဲ့နှလုံးကျက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။ virus ပိုးဝင်ရောက်မှုဒါမှမဟုတ်အခြားအကြောင်းရင်းတွေကြောင့်နှလုံးကျက်သားရောင်ရမ်းပြီးတော့နှလုံးညှစ်အားကိုအားနည်းစေတာ နှလုံးခုန်လုံးမမှန်တာတွေကိုဖြစ်စေပါတယ်။နံပါတ်၄အချက်ကတော့မူရစ်ဆေးဝါးအလွန်အကျွံသုံးဆွဲတာတွေအရက်အလွန်အကျွံသုံးဆွဲတာတွေကြောင့်လည်းနှလုံးခုန်လုံးကိုပြင်းထန်စွာထိခိုက်စေပြီးတော့အသက်အန္တရာယ်ဆုံးရှုံးခြင်းကိုဖြစ်စေပါတယ်။နံပါတ်၅အချက်ကတော့ရင်ဘတ်ကိုမတော်တဆထိခိုက်မိခြင်းဖြစ်ပါတယ်။အားကစားလုပ်နေရင်ဒါမှမဟုတ်မတော်တဆမှုတစ်ခုခုကြောင့်ရင်ဘတ်ကိုပြင်းထန်စွာထိခိုက်မိတဲ့အခါမှာနှလုံးခုန်လုံးချက်ချင်းရပ်တန့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ နံပါတ်6အချက်ကတော့လေးဖြတ်ခြင်းဒါမှမဟုတ်ဥနောက်သွေးကြော ပေါက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဥနောက်တွင် သွေးကြောပေါက်ခြင်းဒါမှမဟုတ်သွေးကြောပိတ်ခြင်းနေရာလူငယ်တွေမှာဖြစ်တာရှားပါပေမဲ့ရုပ်တရက်အသက်သေဆုံးခြင်းကိုဖြစ်စေနိုင်ပါတယ်။နံပါတ်9အချက်ကတော့ pulmonary embolism လို့ခေါ်တဲ့အဆုတ်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။အများအားဖြင့်ခြေထောက်မှာသွေးကြောပိတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့သွေးခဲတွေဟာပြုတ်ထွက်သွားပြီးတော့အဆုတ်သွေးကြောတွေကိုပိတ်ဆို့တဲ့အခါမှာရုပ်တရက်အသက်သေဆုံးမှုကိုဖြစ်စေနိုင်ပါတယ်။ အချိန်ကြာကြာခရီးဝေးသွားပြီးတော့ကြာကြာထိုင်ရတဲ့လူတွေအဲအိယာထဲမှာအချိန်ကြာကြာလှဲနေရတဲ့လူတွေမှာအဖြစ်များပါတယ်ရုတ်တရက်သေဆုံးနိုင်တဲ့အကြောင်းရင်းတွေအတွက်အထူးသတိထားမယ့်လက္ခဏာတွေကိုကျွန်တော်ဆက်လက်ပြောပြပေးသွားပါမယ်ရင်ဘတ်အလေတဲတဲ့ရရုတ်တရက်အောင်တာပုံမှန်မဟုတ်ပဲမောပန်းလွယ်တာအကြောင်းရင်းမသိဘဲနဲ့သတိလေးမေးမျောတာမိသားစုထဲမှာရုတ်တရက်သေဆုံးမှုတဲ့လူတွေရှိရင်တော့အထူးသတိထားပါဖြစ်ပါတယ်ခင်ဗျာ ဂျိုတင်ကာကွယ်ခြင်းဟာကုစားခြင်းထက်ပိုပြီးတော့ထိရောက်စေတယ်ဆိုတဲ့စကားအတိုင်းဂျိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကိုကျွန်တော်ဆက်လက်ပြောပြပေးသွားပါမယ်။မိသားစုမှာနှလုံးရောဂါဒါမှမဟုတ်ရုပ်တရက်သေဆုံးမှုတဲ့ရာဇဝင်ရှိတယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စစ်ဆေးတိုင်ပင်သင့်ပါတယ်။အရက်နဲ့မူရစေဝါကိုရှောင်ကျင်သင့်တယ်။သင့်တဲ့လေ့ကျင့်ခန်းကိုနေ့စဉ်လှုပ်ဆောင်သင့်တယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်စားသောက်သင့်ပါတယ်။ မိကုန်းကျောင်းအနေနဲ့ပြောရရင်အတန့်ငယ်ပြီးမဲ့ရုပ်တရက်သေဆုံးနိုင်တဲ့အကြောင်းရင်းတွေရှိတာကြောင့်ဖြစ်လာနိုင်တဲ့သတိထားမယ့်အရာတွေကိုအထူးပြုပြုပြီးတော့မိမိကျမ်းမာရေးကိုအထူးပဲဂရုစိုက်သင့်ပါတယ်မရှင်းလင်းတာရှိရင် comment မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်